နောက်နှစ်သစ်မှာ2026ထဲမှာအကူရို Z2 production ကနေပြီးတော့ Z2 ဆိုတော့ကိုရောကိုအသေးထုတ်တဲ့ production ပေါ့နော်အကူရောဒီဇလန်တွဲ data ဥသိမ်းရဖြစ်နေတဲ့အကဲကိုရောကိုကိုထုတ်ရိုက်ဖို့တော့လုပ်နေပါတယ်ကိုလည်းအခုကအနည်းဆုံးတော့3000လောက်တော့ကုန်ပါပဲလုပ်နေတော့လုပ်မယ်ဆိုလို့ရှိရင်လေလောက်တော့လည်းကုန်ရှိလို့တော့မဟုတ်ဘူးဒီလိုပဲလုပ်ရတာပေါ့မျိုးသမီးလေးကိုမင်းသမီးကျင်ပါမင်းသမီးပေါ့အကူဒီကိစ္စကတော့သူကမင်းသမီးပဲဖြစ်မှာပေါ့အကူရောခေါင်းဆောင်နေရာတော့မမရှိပါဘူး ဘာလို့ဆိုတော့ကိုယ်နေရာလေးကိုသိပါတယ်ကိုတော့ second နေရာလောက်ကနေပဲဝင်ရိုက်ဖို့စဉ်းစားထားပါတယ်ဘာလို့လဲဆိုတော့ဟိုဒူးနေရာဒူးတော်နေရာတော်ပဲလေတစင်ချင်းစူးစမ်းပြီးတော့မှပရိသတ်လက်ခံတဲ့အတိုင်းအတာတစ်ခုရအောင်အရင်ဆုံးစူးစမ်းပါပါကျွန်တော်မန်ယူဖန်ကလပ်6နှစ်ပြည့် anniversary 6 year anniversary အမှတ်တရအရိုဒါမန်ယူဖန်နေချင်းချင်း ြောလာပြီးကစားကြတာပေါ့ဟိုကြောင့်ခုနဲ့ကဲစီတာဟိုကံမလို့ဟိုတခုမှဟိုဖြစ်လို့ညီမလေးအင်တာဗျူးရမယ်ဆိုတော့ထွက်လိုက်တာထာဝရမန်ယူပါပဲလို့နော်မန်ယူအဲဘာဒီပဲဖြစ်နေဖြစ်နေကိုတော့အများကြီးဝင်ရစီးတာပါဘယ်တော့မှစိတ်မပြတ်ဘူးအရန်သဘောကျတယ် တွေ့ရတာတရားသဘောကြာအဲနောက်နှစ်တက်မှာ2026ထဲမှာအကူရို Z2 production ကနေပြီးတော့ Z2 ဆိုတော့ကိုရောကိုအသေးထုတ်တဲ့ production ပေါ့နော်အကူရောဒီဇလန်တွဲ data ဥသိမ်းရဲ့ finish နဲ့အကဲကိုရောကိုကိုရောထုတ်ရိုက်ဖို့တော့လုပ်နေပါတယ်အဲ့အတွက်လည်းမင်းသားမင်းသမီးတွေခုစပြီးတော့ကိုရောတွေကန်းလှမ်းနေပါတယ်အဲ့အတွက်လည်းကိုဒါလေးတော့ရှိပါတယ် production ကကိုပဲ Z2 production ဆိုပြီးဟုတ်ကိုကအကူအမအမနဲ့ကိုရောတွေလုပ်လိုက်တာပေါ့ ပရိုဂျူဆာတော့မဟုတ်ပါဘူးအဲပရိုဂျူဆာသဘောမျိုးလည်းမဟုတ်ပါဘူးအမကတော့ပရိုဂျူဆာပေါ့အမကတော့ပရိုဂျူဆာလုပ်မှာပေါ့ဟုတ်ကိုကတော့တိ ਊ ဆောင်မဲ့လုပ်မှာပါအခုတော့ဒီခေတ်မှာဒီဇလန်ဒရီဘာကြီးရိုက်မယ်ဆိုတော့မျက်ဖို့တွေပါဒါတွေမစင်းစားပါဘူးဘာပဲလုပ်လို့ဒါကတော့ဒီခေတ်မှာလည်းတည့်ရတိုင်းမလေးကိုတို့ဒီစီးပွားရေးအမြင်ကလုပ်မယ်ဆိုလို့ရှိရင်တော့အမျက်ဆိုတော့မမြင်ပါဘူးသို့တော်လည်းအဲအကိုတို့ကအနုပညာအရေးသွေးလေးကြံကျင်တာလေကို့မှာတက်ဆွမ်းတဲ့အနုပညာကိုပရိသတ်ကိုခြားပြကျင်တဲ့အတွက်ကြောင့်မလို့ အဲအဲ့တော့ကိုတို့ကဒီဒါဒီလိုမျိုးလေးစီစဉ်လိုက်တာပေါ့နော်အဲကိုဘယ်လောက်လုံနိုင်လဲဆိုတာကိုလည်းပြိတောက်သိသိစေချင်လို့ပါအကူရော100%ပဲအကူရောဘာလို့လို့အကူရောချက်ချင်းကောက်ထပြီးတော့မလုပ်ဘူးအရင်လိုတော့ငွေတုံးကတော့ဖြတ်ခနေစားနေချက်ချင်းလောက်တာလေနောက်ပိုင်းကတေချာစဉ်းစားရတယ်ချိန်ယူတယ်တေချာပြီးဆုံးမှအကူလိုလောက်တာအများကြီးပေါ့ကိုလည်းအခုကအနည်းဆုံးက3000လောက်တော့ကုန်ပါပဲလို့ရင်တော့ လုပ်မယ်ဆိုလို့ရှိရင်လေလောက်တော့လေကောင်ရှိလို့တော့မဟုတ်ဘူးဒီလိုပဲလောက်ရတာပေါ့အမျိုးသမီးလေးကိုမင်းသမီးတဲ့ပါမင်းသမီးပေါ့ဒီတိမှာတော့သူကမင်းသမီးပဲဖြစ်မှာပေါ့လေဒါပေမဲ့တခုတော့ရှိတာပေါ့အခုတော့ခေါင်းဆောင်နေရာတော့မရှိပါဘူးဘာလို့ဆိုတော့ကိုယ်နေရာလေးကိုသိပါတယ်အဓိကကတော့ဒီဘက်လောကကိုတိုးမယ်ဆိုလို့ရှိရင်တော့သူနာမည်ရှိတဲ့သူနဲ့ပဲတွေ့ရမှာပေါ့အခုတော့ second နေရာလောက်ကနေပဲဝင်ရိုက်ကိုစဉ်းစားထားပါတယ်ဘာလို့လဲဆိုတော့ဒုနေရာဒုတော်နေရာတော်ပဲလေတစင်ချင်းစူးစမ်းပြီးတော့မှပြည်သက်လက်ခံတဲ့အတိုင်းအတာတခုရအောင်အရင်ဆုံးစူးစမ်းပါပါ ဲသူကတော့သူ့တော့ရမ်းဖြစ်သေးခြင်းတယ်ဒါလည်းမျိုးပေါ့သူ့တော့လည်းအကောင်းဆုံးစဉ်းစားထားတယ်အကြခင်မှာစက်တံဝယ်ပြီးသွားပါပြီသူတို့အကြခင်မှာလည်းစာနေစင်းရှင်းလေးဝယ်ပြီးပါလုံးပါလုံးပါလုံးတော့ပါပါเนาะအဲ့ခါကျနေပြန်ဖိတ်ပါမယ်အကောင်းဆုံးမင်းသမီးကလေဘသူမင်းသမီးဖြစ်ချင်တာဆိုမင်းသမီးဖြစ်ချင်တာကြည့်ရဒီကကအကောင်းဆုံးမင်းသမီးလုပ်ချင်တာဆိုအကောင်းဆုံးမင်းသမီးပဲလုပ်ချင်တာအမေနေရရမနေရကောင်းဆုံးမင်းကြီးတယောက်လုပ်ဖို့ဆိုတဲ့ကိစ္စကမလွယ်ဘူးပြောသလားလေဒီချင်းနေအများကြီးလိုအပ်တယ်အဲသူ့ရဲ့ဒီ personality အများကြီးပေါ့ကွာတယောက်ဆောင်ဆွမ်းရည်တွေအဲသူ့ရဲ့ဒီအခုတို့ကဒီ character ကိုဒီ deploy ဖြစ်အောင်လုပ်နိုင်မှုတွေအများအများကြီးပေါ့နော်အဲလိုအပ်တယ်အဲ့တော့ဆော့ဆော့ပြောသလိုမျိုးမင်းသမီးတယောက်ဆိုတော့လူတိုင်းဖြစ်ချင်နေမယ်ဘာလို့လူတိုင်းမဖြစ်တာလဲဆိုတာရှိတယ်လေလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါအကြောင်းသူ့ကိုလည်းအဲ့လိုအပ်ချက်တွေဝမ်းစာကိုသူကဖြည့်ခိုင်းနေတယ်ဖြည့်ခိုင်းပြီးတော့မှပရိသတ်လက်ခံမှာဒါနေရာရမှာလေဒီတိုင်းတော့မင်းသမီးပတ်စံချီတိုင်းကောက်လို့မဆိုလူတိုင်းကတထေးတွေအများကြီးပဲကောက်လို့မှာပေါ့ဘယ်ဖြစ်မလဲဟုတ်တယ်မလားအဲ့ဒါကြောင့်လည်းသူ့ကိုလည်းအခုတော့ဝမ်းစာရင်းဖြည့်ခိုင်းနေပါတယ် ဒါပေါ့လုတ်လုတ်စေချင်တာပေါ့နော်အဓိကတော့အမပေါ့အမကတော့ကိုတို့ကိုလုတ်ပေးတာပေါ့သူညှိုးလင်းချက်ကြီးပါလေအဲသူကလည်းကိုတော့ဒီကားကလည်းအရန်ပေါက်မှာပါကိုတို့စဉ်းစားထားပြီးသားပါအားကြောင့်ဟာညှိုးလင်းထားပါဒီကားလေးပဲဇလန်ရဲ့အပိုင်း25ပိုင်းနဲ့30ကျားလောက်သွားမယ်အဲကျွန်တော်တို့ပရိုရှင်လေးထွက်လာပြီဆိုလို့ရှိရင်လည်းပရိသတ်များကျွန်တော်တို့အားပေးကြပါဦးလို့အကောင်းဆုံးဖန်တီးပြီးတော့အကောင်းဆုံးဒါရိုက်ကွင်းရိုက်ွက်တွေနဲ့အကောင်းဆုံးလာခဲ့ပါမယ်လို့